ဒီကနေ့ပြန်လည်ဝေမျှပေးမှာကတော့အမေရိကန်ပြည်ထောင်စုရဲ့သမရဂစပယာဆရာများပိုင်းလေးဖြစ်ပါတယ်။ရှေးကပိုင်းတွေကိုနားမထောင်ရသေးဘူးဆိုရင်တွားရောက်နားထောင်ဖို့တိုက်တွန်းချင်ပါတယ်။ကဲနံပါတ်စဉ်3ဖြစ်တဲ့အီဘရာဟင်လင်ကွန်းရဲ့အသေးစိတ်အကြောင်းအရာတွေနဲ့ကျွန်တော်တို့စလိုက်ကြရအောင်ပါ။လင်ကွန်ဟာအမေရိကန်ပြည်ထောင်စုရဲ့ဆက်လျှောက်ရောက်မြောက်သမ္မတအဖြစ် ပြည်ရင်းစစ်ကာလမှာခေါင်းဆောင်မှုပေးခဲ့တပါသူ့ရဲ့ကြပြားရေးသားမှုနဲ့စာပေဝါဒနာအကြောင်းအသေးစိတ်ကိုဆက်လက်ရှင်းပြပေးပါမယ်အီရာဟင်လင်ကိုဟာကြပြားဆရာတဦးဖြစ်လူသိနေပြီမဲ့သူဟာစာပေနဲ့ကြပြားအပေါ်အထူးရှိခင်မျက်နှိုးခဲ့သူတဦးဖြစ်ပါတယ်လင်ကွန်းရဲ့ကြပြားရေးသားမှုဟာဂျွန်ကွင်းစီအတန်တို့လိုအများကြီးမရှိပေမဲ့သူ့ရဲ့ကြပြားတွေဟာသူ့ရဲ့နက်နဲတဲ့စိတ်ခံစားမှုနဲ့ ဝမ်းနဲ့ကြည်ကွဲမှုကိုထင်ဟပ်နေပါတယ်။လင်ကုန်းဟာသူ့ဘဝတစ်လျှောက်လုံးမှာကြပြားတို့များနဲ့ကြပြားချီအချို့ကိုရေးသားခဲ့ပြီးအထင်ရှားဆုံးကြပြားနှစ်ပုဒ်ကိုပေါ်ပြပေးပါမယ်။ပထမတစ်ပုဒ်ကငါရဲ့ကလေးဘဝနေအိမ်ကိုငါပြန်မြင်နေပြီလို့အတိတ်ပဲရတဲ့မိုင်ချိုင်းဟုဟုံး IC again ကို1644ခုနှစ်မှာစတင်ရေးသားခဲ့ပြီး သူငယ်စဉ်ကနေထိုင်ခဲ့တဲ့အင်ဒီယားနာပြည်နယ်ရှိနေအိမ်ကိုလေပတ်ခဲ့ပြီးနောက်1846ခုနှစ်မှာရေးသားခဲ့တာဖြစ်ပါတယ်ဒီကဗျာရှိမှာသူနေထိုင်မှုတဲ့နေရာဟောင်းတွေဆုံးချုံသွားတဲ့ရှေ့ရသူတွေနဲ့အတိတ်ကတငယ်ချင်းတွေပေါ်တတိယလွမ်းဆုမှုလွတ်မြောက်သွားတဲ့အချိန်တွေကိုဝမ်းနည်းစွာ ပြန်ပြောင်းခံစားရမှုတို့ကိုနဲ့နည်းစွာဖော်ပြထားပါတယ်။ နောက်တစ်ပုတ်ကတော့မိမိကိုကိုတတ်တည်သူဤတကူရီရေရွတ်တန်လို့အဓိပ္ပာယ်ရတဲ့ Desu site ဆို liquid ကို1838ခုနှစ်ဝင်းကျင်ကသတင်းစာတစ်ခုမှာအမည်မဖော်ဘဲဖော်ပြရေးသားခဲ့တဲ့ကြပြအဖြစ်ယူဆကြပါတယ်။အဲ့ဒီကြပြမှာပျက်စီးယိုယွင်းနေတဲ့လူတယောက်ဘဝအပေါ်စိတ်ပြက်အားငယ်မှုနဲ့တည်ရောက်ကြံဖို့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ဖော်ပြထားပါတယ်။ ီကဗျာဟာလင်ကုန်းရဲ့စိတ်ကြယောဂခံစားရမှုနဲ့ဆက်ဆက်နေရလို့ပညာရှင်အချို့ကသုံးသပ်ထားကြပါတယ်။လင်ကုန်းကကိုယ်တိုင်ကဗျာရေးသားခဲ့သလိုအခြားကဗျာဆရာတွေရဲ့လက်ရာကိုလွန်နှစ်သက်ခဲ့သူတူလည်းဖြစ်ပါတယ်။သူ့မှာအချိမြအရာအလုံးကိုပေးဆက်ပြီးအကျွေးတော်တင်ဖို့ဝင်မလေးဘူးလို့ပြောသမှတ်ပြုတ်ခံရတဲ့အထိကြပြားရီပေါ်တတ်ဝင်ညုံကြည့်ခဲ့သူပါ။ စကော့တလန်ကဗျာဆရာရောဘတ်ဘတ်ဆန်ကိုလွန်လေးသားပြီးသူ့ရဲ့ကဗျာများစွာကိုလည်းလွတ်ရွတ်ဆိုနိုင်တဲ့အထိကဗျာတွေအပေါ်အလေးနက်ထားခဲ့သူတူဖြစ်ပါတယ်။ဒါအပြင်ဝီလျံရှိတ်စပီးယားရဲ့ပြဿက်တွေနဲ့ကဗျာတွေကိုလည်းအမြဲဖတ်ရှုအားပေးခဲ့သူဖြစ်ပါတယ်။ဒင်ဂိုဟာ သူ့ရဲ့နာမည်ကျော်မိန့်ခွန်းများထဲမှာဂတိဗန် address ရဲ့အရေးအသားဟာ ကြပြာဆန်ပြီးဆွဲမက်ဖွယ်ကောင်းတယ်လို့ချီးကျူးခံရပါတယ်။လင်ကွန်းအတွက်ကြပြာဟာ နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ချုပ်ထွေးတဲ့ဘဝမှာစိတ်သက်သာရရဖို့နဲ့နက်နဲတဲ့ခံစားချက်တွေကို ထုတ်ဖော်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ခင်ဗျာ။နောက်လာမယ့်အပိုင်းတွေကတော့အင်ဗျူရောရောက်သမရကြပြာဆရာတဦးဖြစ်တဲ့အမေရိကန်ပြည်ထောင်စုရဲ့39ရောက်မြောက်သမရ ဂျီမီကာတာရဲ့အကြောင်းကိုဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်။နောက်ပိုင်းတွင်မှပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲစင်ပြေကျန်းမာကြပါစေ။နောက်ပြန်တိုင်းမှာပြုံးနဲ့ဆုံကြမယ်။